ဒီကကြောမြန်မာလိုရိုက်ထားတဲ့မြန်မာလိုဖြစ်နေတဲ့ PDF file ပေါ့နော်အဲဒါကတော့ document 2 file နောက်တစ်ခုက PDF file ကပါလိလဲဆိုကျွန်တော် patty PDF ရှိတယ်မှာ amend text ဆိုရယ် PDF ရှိတယ်ဒါဆိုဒီ PDF file နေဒီမြန်မာလိုရိုက်ထားတယ်အဲမြန်မာလိုရိုက်ထားတဲ့ PDF file ကိုစတင်ခြင်းတယ်အဲစတင်လိုက် Microsoft Word ကိုတန်းပြင်လိုက်တယ်ဆိုမြန်မာစာအမှန်မထွက်ဘူး အဲ့ဒီအတွက် PDF file ဖြစ်နေတဲ့စာကိုပြင်ချင်ချားထဲမှာဒီ PDF file ကိုသူက JPEG file ပြောင်းပေးရမယ်အဲ့တော့အခုဒီဖြစ်နေတဲ့ PDF file မြန်မာစာ PDF file ကိုပြင်ချင်တဲ့အတွက်เนาะအဲ့တော့ you english စာ PDF ဆိုရင်တော့ Microsoft Word ထဲကိုတစ်ခါတန်းခေါ်ထည့်လိုက်ပြီးတော့ပြင်လိုက်လို့ဆင်ပြေတယ်မြန်မာစာ PDF file ကြတော့ Microsoft Word ထဲတန်းထည့်လိုက်ရင်မြန်မာစာအမှန်မထွက် အဲ့လိုအနေထားမှာမြန်မာစာကိုပြင်ကျင်နေဆိုရင်ဒီမြန်မာစာ PDF file ကိုအရင်ဆုံးသူက JPEG file နဲ့ပြောင်းသိမ်းပြရမယ်။အဲ့တော့ JPEG file နဲ့ပြောင်းသိမ်းမှုဆိုရင်ဒီစာလေးကိုခုခဏပြန်လိုက်မယ်။ JPEG file ပြောင်းသိမ်းမှုအတွက်ဆို online ထဲမှာဘယ်လိုဝင်ပြရမလဲဆိုရင်ကိုက convert လုပ်မယ်။ PDF convert PDF to JPEG ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ရှာပေးလို့ရအောင်နော်။အဲ့တော့ convert pdf to jpg ဆိုတဲ့ file မှာသူကထိတ်ဆုံးမှာ extract image ပုံထုတ်ချင်တာ哦အဲ့ဒါဒီထိတ်ဆုံးတဲ့ပုံလေးတစ်ခုမှာ right click နဲ့ open link နဲ့ new tab နဲ့သွားလိုက်ဒါကတော့ online ကနေ pdf file ကိုပါပြောင်းချင်တာလဲဆိုတော့စာအနေနဲ့ပုံအနေနဲ့ပြောင်းချင်တာပေါ့နော် online ကနေပြောင်းလာတယ်ကိုပြတာအဲ့တော့ဟိုးရက်တည်းကကြတော့ PDF file ကို Microsoft Word ထဲမှာတည့်ရဲဆွဲရွှေ့ပြီးတော့ပြောင်းပြခဲ့တယ်။ဒီနေ့ကတော့ ဒီနေ့ကတော့ PDF file ကိုဒီဘက်အနေနဲ့ပြအောင်မယ်ဆိုတော့ဒီဒုတိယတစ်ခုလေးကိုပြင်ပေါ်လိုက်မယ်ဒီမှာ select file ဆိုတာရှိရယ်နော်အဲ့တော့ဒီ select file လေးကို click နှိပ်လိုက် click နှိပ်ပြီးသွားရင်ကိုပြောင်းချင်တဲ့ PDF file ဒီဘက်ထဲမှာရှိတယ်လေဆိုရင်စစောက download အောက်ထဲမှာရှိရယ်အဲဒီမှာ batch amend text လေးကိုဖွင့်လိုက်မယ် mandas ကိုဖွင့်ပြီးသွားရင် convert to gpass ဆိုတာလေးကိုပြောင်းလိုက်မယ်နော်အဲ့တော့ဒီ list တွေကကိုတိုက်တာနဲ့ပြောင်းကြည့်လိုက်နော် အဲ့တော့အဲ့လိုပြောင်းပြီးသွားရင်တော့ဒီမှာ download ဆိုရပြန် download ချိပတ်ဆိုပြီးဒီမှာ image to pdf ပုံကနေပြီး pdf ပြောင်းတယ်အခုကတော့ pdf ကနေပြီးတော့ချိပတ်ပြောင်းလိုက်တယ်ဒါဆိုရင် download ချိပတ် image ဆိုပြီးရွှေ့လိုက်အဲ့ဒါဒီမှာ amend text ဆိုရဲဟာ jpg နေပြီးတော့မှဒါလေးကိုဖွင့်လိုက်မယ်ဒါလေးကိုဖွင့်လိုက်ရင်တော့ဒီမှာ jpg ဆိုတာလေးနဲ့ဝင်လာပြီတပည့် click နေတယ်ဒါပုံဖြစ်နေပြီပေါ့အဲ့ပုံဖြစ်နေတဲ့စာကိုမှာ ထပ်ပြီးတော့သူကပြင်လို့ရအောင်ဆိုရင်ခုပုံဖြစ်နေတဲ့အတွက်ဒီမှာပြင်လို့မရဘူးပြင်လို့ရအောင်ဆိုရင်နောက်ထပ်မေးတဲ့ဝင်ပြရမယ်အဲ့တော့ဒီထိဆုံး address မှာ address ရိုက်ထည့်မယ် www.google.com ပြီးရင်ကိုယ့်ရဲ့ mail box တွေရောက်နေပြီဆိုရင်ဒီ Google Drive တွေကိုကျော်ပြရမယ်ဒီဆက်ကလေးရာနေ Google Drive ကိုသွားလိုက်နော်အဲ့တော့ Google Drive ကိုရောက်ပြီဆိုရင်တော့ဒီ page က new ကိုနှိပ်မယ်ပြီးရင်တော့ file upload ကိုနှိပ်မယ် အစောကကိုရွေးခဲ့တဲ့ပြောင်းခဲ့တဲ့ file လေးဒီမှာ amantext.jpg ဆိုတဲ့ file ကိုနှစ်ချက်နေတာအဲဆိုဒီမှာ uploading file ဆိုတာလေးဝင်လာလိမ့်မယ်အဲ့ uploading file ဝင်လာပြီဆိုရင်ဒါလေးကိုတစ်ချက်နေလိုက်နော်အဲ့တစ်ချက်နေလိုက်ဒီမှာ amantext.jpg လေးပွင့် double click နေဒါလေးကတပည့်နေတာသူကကြတော့ပြင်ချင်တာဖြစ်တဲ့အတွက်ဒီပေါ်မှာ right click နေပြီး open with google document လေးကိုရွှေ့ပြရမယ်ဒါလေးအရေးကြီးရယ်နော် open with google document ကိုရွေးပြီးသွားမှသူက find တက်လာလိမ့်မယ်အဲ့တော့အဲ့တက်လာတဲ့ file မှာအပေါ်ပုံဒီအပေါ်ဒီတပုံဒီပုံနေနဲ့ရှိနေလိမ့်မယ်ဒါလေးကပုံနေနဲ့ရှိမှာဒီအပတ်မှာစာနေနဲ့ရှိရတယ်ဒါမှဒီစာဒီစလုံးအမှန်မထွက်ဘူးကိစ္စမရှိဘူးစလမ်းမှန် right click နဲ့ copy ကူလိုက်ပြီးရင် microsoft word ထဲမှာစာရွက်အသစ်ယူပြီးတော့ microsoft word ထဲမှာ paste လုပ်ချလိုက်မယ်အဲဒါဆိုတော့ဒီစာလေးမှာပြင်လို့ရသွားပါလိမ့်မယ်နော် ါ PDF file ကိုမြန်မာလိုရိုက်ထား PDF file ကိုစာပြင်လို့ရအောင် text file အနေနဲ့ကြောင်းလိုက်တာလေး